ားလုံးမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့ရဲ့မြန်မာဖိုက်တာတွေဟာလူဘင်းပြိသက်တွေရဲ့လက်ခုပ်တန်တွေမှာตายာနေမယ်လူဘင်းပြိသက်တွေရဲ့ပြောစကားတွေကိုအခုအမှန်ထင်ပြီးတော့ရောရင်လိုက်ဘာသာချိန်လိုက်လိုက်ပြီးတော့ရောင်းနေမယ်ဆိုရင်တော့မြောင်းတဲ့ကိုကြာသွားတော့မယ်ဆိုတဲ့စကားကိုအမုန်းခံပြောလိုက်ပါတယ်ဗျဒီနေရာမှာကျွန်တော်တချို့သောပြိသက်လို့ပဲပြောရမယ် ဒါဟာတချို့သောပြည်သက်ပါဒါပေမဲ့လူအုပ်စုများတယ်ဗျအမှန်တရားကိုထောက်ပြပြီးတော့မှန်ပါတယ်သုံးသက်ဝေဖန်တာတွေကမှန်တယ်လို့ပြောနေတဲ့အမှန်တရားကိုသိတဲ့လူကလက်ထောက်စာပဲဖြစ်နေတယ်အဲ့လူဘိန်းကျဲအုပ်စုကများနေတယ်ဒါပေမဲ့ကျွန်တော်တချို့သောဆိုတဲ့စကားလုံးကိုသုံးပြီးပြောပါတယ်ဒီလိုပြောရတဲ့ဆိုတာကျွန်တော်ဒီအားလုံးလို့သွားပြီးတော့တိမ့်ကြုံပြီးတော့ဝလုံးရှင်နဲ့မရမ်းပါဘူးအမှန်ကိုသိတဲ့ပြည်သက်တွေရှိပါတယ် ူတို့တွေလည်းအမုန်းခံပြီးထောက်ပြနေတယ်ကွန်မန့်တွေမှာပြောနေကြတယ်ဒါပေမဲ့မရပါဘူးမြန်မာရဲ့လူဘိန်းကြိုင်အုပ်စုကအာသူတို့လူအုပ်ကြီးကပြောလိုက်ရင်မဲဂျန်တဲ့လူတွေငြိမ်သွားမှာအဲသူတို့ပြောတာ ਈ တာမှန်တယ်ဆိုသူတို့ပြောလို့ဘာများကောင်းရာဖြစ်လာတယ်လို့မေးကြည့်ကောင်းတာဖြစ်တာဘာတစ်ခုမှမရှိပါဘူးသူတို့ကြောင့်အကုံဟာမြောင်းနေကြပြီးတော့ထောင်းလုံးပေါင်းကျေသွားတာပဲရှိပါတယ်ဒီတော့မြန်မာဖိုက်တာတွေကအဲ့လိုလူဘိန်းနေရဲ့စကားတမ်းမှာမตายအောင်လိုလာပါဘူး မြန်မာဖိုက်တာတွေကညံ့ပါတယ်အခု1ထုံးနေတဲ့ဥစ္စာရှေ့မှာနိုင်ခဲ့တယ်ဆိုတာလဲ1ကရှာကြွေးခဲ့တာအမှန်တိုင်းပြောရင်သူတို့မြန်မာမတ်ကတ်ကိုလိုချင်တယ်မြန်မာမတ်ကတ်ကိုလိုချင်တဲ့အတွက်သူတို့ရှာကြွေးရတယ်မြန်မာဖိုက်တာတွေကိုနိုင်လောက်တဲ့ပြန်ပက်တွေနဲ့ပေးတွေ့လိုက်တယ်ပေးတွေ့တော့မြန်မာဖိုက်တာတွေအားဟုတ်တယ်ဗောဝမ်ကိုအခုဝင်လာတဲ့ချက်ချင်းအလဲတို့ပြနေမှာဆိုတာဒါပဲဟိဘာညာလူဘိန်းနေပို့ပြီးရောင်းတယ်အဲ့ဒီတဲကကျွန်တော်တို့ထက်တောင်မှပို့ပြီးအတွေ့အကြုံရင်းတဲ့ပြဿနာတွေရှိပါတယ် ဝိုင်းရင်ပြိတ္တကြီးတွေပြောတယ်မဟုတ်ဘူးနော်ဝမ်းကအခုပေးထိုးတာတွေကနိုင်လောက်တာတွေကိုပေးထိုးတာတကယ်အမြင့်ကိုရောက်ရင်ဝမ်းက level 2တွေကိုပေးတွေ့ရင်မြန်မာပြည်မနိုင်ဘူးနော်ဒီထိုးပေါက်နဲ့မနိုင်ဘူးခိုးလူတွေကဘလို့ဆိုတော့သူစရတယ်ပြောနေတယ်ဒါပေမဲ့မရဘူးလူဘိန်းတွေကတော့အာဟုတ်တယ်ဟုတ်တယ်တချို့သောလူဘိန်းတွေလို့ကျွန်တော်ပြောရနော်လူဘိန်းကြိုက်တယ်သူလက်ခုပ်တန်းနဲ့မင်းတို့ကမနာလို့တာမင်းတို့တတ်ထိုးဗလား မင်းတို့တွေကမနာလိုတန်နေနဲ့ဝေဖင်နေတာအဲအဲ့လိုဝေဖင်နေတာပေါ့အခု online စကားနဲ့ပြောမယ်ဆိုသူတို့တွေဘလောက်တိုးတက်လာမှမသိလိုက်ရင်ဗျာနှစ်ပွဲလောက်နိုင်တာနဲ့ရွှေကပတ်စိန်ကောပွဲထိုးဖို့အထိကိုသူတို့ကရောက်နေပြီတဲ့နေဗျာအခုအနေထားရွှေကပတ်စိန်ကောကျွန်တော်နဲ့အဲ့ ranking ထဲမှာအဆင့်2 3လောက်နေရလို့ ਨੇ ထိုးခွင့်ရဖို့တော့မြန်မာဖိုက်တာတွေမနေ့ကြိုးစားအောင်ပါအဲ့အဆင့်ကိုမမီသေးဘူးနောက်ပတ်ရောက်တော့မြန်မာဖိုက်တာတွေကိုဝမ်းကဘာလို့လာလဲနာမည်ရလာနဲ့ပေးပြီးတော့ချကျွေးလိုက်တယ်ရော့ဆိုပြီး စသည်ဆိုရင်ဒါအမှန်တိုင်းပြောရင်ထာကိရုစီမှာရှာကြွေးခံလာတယ်ဆိုလင်းနဗီစီမှာရှာကြွေးခံလာတယ်လေနဗီနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလင်းကိုနင်းပြီးတက်သွားတာပဲအဲ့တော့ရှင်းရှင်းလေးပဲ1ကမြန်မာဖိုက်တာကြီးဘာဖြစ်လို့အခုချိန်ထိနေရာပေးနေတာလဲဆိုလင်းဆိုရင်1170မှာရှုံးပြီးပြီ1ဖိုက်နဲ့မှာရှုံးပြီးပြီအဲ့တော့ဘာဖြစ်လို့1173ကိုဆက်ပြီးဆွဲခေါ်လာတယ်ရှင်းရှင်းလေးပဲမြန်မာပြည်သက်တွေမတ်ကက်ရှိတယ်လေ အဲ့လူတွေရဲ့လက်ခုပ်တံတွေပါရကြမှာဒီရောက်ဖိုက်တာတယောက်ကိုပေးလွှတ်လိုက်တယ်ပြီးတော့သူတို့ရတဲ့ဝင်ငွေအားလုံးကိုသူတို့အိတ်ထဲကောက်ထည့်လိုက်တယ်ပေါ့ဗျာဒါဝမ်းကလှုပ်ရှားလို့ရဆိုတော့တိနေလို့သူတို့ကဒီလိုဆွဲတင်နေတာဗျပြောမယ်ဆိုရင်မဖိုက်တာရဲ့အနေနဲ့လိုအပ်ချက်တွေအများကြီးရှိပါတယ်အနည်းစားဆုံးပြောရရင်ဗျာကျွန်တော်တို့ဘရော်နီကာကိုထိုးခဲ့တယ်တက်လုံးပိုင်းဆိုင်ရာအားနည်းချက်ရှိတယ်နောက်ပြီးတော့စူပါရှန်တို့စိုင်ထိုးပြိုင်ထိုးတွေရတယ်ဆိုလင်းဦးမာကုံမြင့်နဲ့ တန့်စင်တို့အကောင်းဆုံးပုံစံရှိတယ်ဒါပေမဲ့ဝမ်းအဆင်တော့ကိုမရောက်သေးဘူးသူတို့ထိုးနေတာကဟိုသူတို့ရဲ့မိုင်းကုံစူးစမ်းထားတာဒီ credit ထွက်ရုံ65မှအဆင်တော့ပဲရှိသေးတယ်ဂုံတုမှအဆင်နဲ့အမှတ်60ကျော်ရွှေဘက်စီသွားဖို့လမ်းအထိသူတို့မရောက်သေးဘူးသူမှအများကြီးလိုအပ်ချက်ရှိနေတယ်ဒီတော့ဒီလိုအပ်တာတွေကိုအခုမီဒီယာသမားတွေတချို့တက်သည့်နားလဲလူတွေကဝေဖန်ထောက်ပြလာတယ်ထောက်ပြလာတဲ့မင်းတို့ကဘာသိလို့ပြောနေတာလဲမင်းတို့ကမနာလို့နေတာ မင်းတို့ကဒီဖိုက်တာလေးတွေအောင်မြင်လာတာကိုကြည့်မရဖြစ်နေတာဆိုတော့ကျွန်တော်ပြောလာတယ်တကယ်တကယ်မှာအခုတိုင်းဆက်သွားရင်မြန်မာဖိုက်တာရဲ့ရှေ့ရေးကပိုပြီးစိုးဖို့ရှိလာလို့ဒီမီဒီယာတွေကဒီဝေဖန်သူတွေကထောက်ပြလာတာပါရှင်းပြောရင်အကျိုးကိုလိုလားလို့ဆန်ရင်းကိုနာနာဖွက်တာပါမင်းတို့ဓာရီကိုပြင်တော့ဒီလိုသွားမှရတော့မယ်ဆိုတာကိုပြတာပါရှင်းရှင်းပြောရင်ဗျာကျွန်တော်တို့ကအစားအသောက်မှာတော့မှတဆင့်နေနေပြီ အစာအာဟာရပြင်ဆင်မှုမှာ time fighter တွေပြင်ဆင်ထားတာသွားကြည့်လိုက်ဥရောပ fighter တွေပြင်ဆင်လာပုံကိုကြည့်လိုက်ကိုယ့်ထက်အများကြီးသာတယ်ကိုရီးယားဒီနေ့အထိငပီတို့စရာဒီအပြင်ကဝယ်လာတဲ့အသားငါးစားတယ်ဆိုရင်လေသူတို့စီကအာဟာရဗေဒပညာရှင်လို့ချက်ပြုတ်ထားတာမျိုးမဟုတ်ဘူးအစင်ပြေတယ်လို့ချက်ပြုတ်ပြီးစားတောက်နေတဲ့အစင်မရှိသေးတယ်အဲ့တော့မြမလုံးဝင်မှာအဲ့လိုစားတောက်ပြီးတော့တက်ထိုးရင်နိုင်အောင်နိုင်လိမ့်မယ်ဝမ်လို့အစင်မှာမရတော့ဝမ်ကချကျွေးတဲ့ ဖိုက်တာကြီးတော့ကိုစားနိုင်တော့နိုင်အောင်နိုင်လိမ့်မယ်အဲ့ဒါထက်အများကြီးပိုလို့လို့မရဘူးအမြင့်မိုင်းကဖိုက်တာတွေကိုသွားရှင်လို့မရဘူးဒါကိုဝေဖန်ထောက်ပြလာတဲ့အခါလက်ခံရပါလိမ့်မယ်အမှန်ကို ပြောတာလေအမှန်ကိုပြောတာကိုကိုကလက်ခံပြီးတော့ပြင်ဆင်မှပဲဒါအဆင်ပြေပါလိမ့်မယ်အခုတော့ဖိုက်တာတွေကိုတိုင်ကိုကအာသူတို့ကိုမနာလိုလို့ပြောတယ်လို့ထင်လာတာတချို့လေဆို report တောင်ထူခိုင်းသေးတယ်ဘလို့လောက်လိုက်ဘာညာဆိုပြီးတော့မဆိုင်ပါဘူးဒါထောက်ပြတာ အကျိုးလိုလားလို့ဆိုင်ရင်ကိုနာနာဖွတ်တာမုံမှဖြစ်ဗျာအများလက်ခုတ်တံမှာตายရနေတာအများနဲ့တူလက်ခုတ်လိုက်ပြီးတော့ဟေးဟာဆိုပြီးတော့မြှောက်ပေးလိုက်ရုံပဲသွားပလိစီစင်ပေါ်ရောက်မှအယိုးကျအောင်မဲ့ထိုးခံရထိုးခံရဆေးရုံရောက်အောင်မဲ့ထိုးခံရထိုးခံရလို့လွတ်လပ်လွတ်ပေးလိုက်အောင်မဲ့အခုကကုမြမဖိုက်တာရဲ့နောင်ရည်ကိုလိုလားလို့ထောက်ပြတာဖြစ်ပါတယ်ဒါတွေကိုတည်တည်ချာချာဂယုဆိုင်ဖတ်ရှုပြီးတော့ကိုယ့်ဘက်ကပြင်ဆင်မယ်အားထုတ်မယ်ဆိုရင်ကောင်းတဲ့ထက်ကောင်းတာတွေပိုဖြစ်လာနိုင်ပါလိမ့်မယ် အဲ့လိုမှမဟုတ်ဘဲနဲ့လူပြင်းကြိုက်ပရိသတ်တွေတချို့တချို့သောလူပြင်းကြိုက်တာဇံပရိသတ်တွေရဲ့ပြောစကားတွေအမလေးသူတို့ကငါတို့ဝိုင်းရံနေတာပါလို့အဲ့ဒီလူအုပ်ရဲ့အပြောတွေအဲ့ဒီလူအုပ်ရဲ့ထင်ရမြင်ရရှောက်ရည်တာတွေမှာစီမျောလိုက်ပါတာယာနေမယ်ဆိုရင်တော့မြန်မာပရိသတ်တွေကသိပ်မကြခင်ပါပဲမြောင်းထဲကိုကြာသွားပါလိမ့်မယ်အခုတောင်မြောင်းထဲကိုကြာနေပါပြီအဲ့ဒါထက်ပိုပြီးဆိုးရွားတဲ့မြောင်းနေတဲ့ကို ဆင်းရတဲ့ဘဝရောက်သွားပါလိမ့်မယ်ခင်ဗျာတ िश ူအားပေးပြီးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ